နိုင်တွေတယောက်ပြီးတယောက်ထွက်ခွာထားတဲ့မြန်မာသားပြိုင်ပွဲရဲ့နောက်ွယ်ကအကြောင်းလေးကိုဖော်ထုတ်ပေးလိုက်တဲ့ခင်နာဆိုခင်နာဆိုကမြန်မာသားပြိုင်ပွဲမှာနိုင်တယောက်အနေနဲ့လုံနေတာအလုံးလေးအတိပါပဲတတန်းရင်ဝိုင်းရင်အဆူတော်တွေအများကြီးထဲကမှခင်နာဆိုကိုတိုင်လုံခိုင်းတာကြောင့်လူတွေဝေဖန်နေကြတာလည်းဖြစ်ပါတယ်မြန်မာသားပြိုင်ပွဲကအစပိုင်းမှာတော့ဒိုင်လေးယောက်တန်လုံခိုင်းခဲ့တာပါဒါပေမဲ့ဒိုင်ကြီးနှစ်ယောက်ကဒိုင်အဖြစ်ကနေနှုတ်ထွက်သွားကခင်နာဆိုနဲ့အကိုအောင်ကိုကိုယ်တော်ကြံခဲ့တာ ဂျာထဲမှာအဆိုင်စီအပါဝင်တိုင်းတွေခဏသာလာလောက်ကြပေမဲ့ဘဒုကားမှရည်ရှိမမြဲခဲ့ပါဘူးဒီလိုပါအကြောင်းဖြစ်နေတာလဲဆိုတော့ကိုဘဒုကားမှမတိကြပါဘူးဒီကရတဲ့ရမှာတော့ခင်နာဆိုးကိုတိုင်ကမြမသားပြိုင်ပွဲရဲ့လူတွေမတိတဲ့လှုပ်ရှင်အားလုံးကိုဖော်ထုတ်လိုက်ကနှုတ်ထွက်လိုက်ပြီးဖြစ်ပါတယ်ရိုးရိုးတန်တန်နှုတ်ထွက်တာမဟုတ်ပဲမြမသားပိုင်ရှင်ဂရိမိတီတာတွေကိုပါဖော်ထုတ်ကပြောကြားခဲ့တာဖြစ်ပါတယ်တကယ်ဆိုရင်ခင်နာဆိုးကအဆုံးထိတိုင်ဖြစ်လို့ဖို့ စီစဉ်ထားတာပါဒါပေမဲ့ပန်ရှင်ရဲ့လိုရက်တွေကတိမခနိုင်လောက်အောင်ဖြစ်လာတာကြောင့်ပါပြိုင်ပွဲဝင်တွေကိုရွေးချယ်တဲ့အချိန်မှာလဲဟေနာဆိုးကတိုင်လို့ဖို့အရေးရှင်မရှိလို့မခေါ်တင်တဲ့အတူတွေကိုခေါ်နေတာဆိုပြီးဝေဖန်ခံနေရတာပါ တကယ်တမ်းမှာတော့အခုလိုရွေးချယ်ဖို့ကိုပန်ချင်ကိုယ်တိုင်ကအတင်းကြခိုင်းနေခဲ့တာဖြစ်ပါတယ်ခေနာဆိုးတို့ကအရေးရှင်ရှိတဲ့အတူတွေကိုသာရွေးချယ်ခြင်းပေမဲ့ပန်ချင်ဘက်ကနေပွဲဆူမဲ့ဒူတာရွေးချယ်ခိုင်းတာလို့ဖွင့်ဟလာခဲ့တာပါဒ ပြီးခဲ့တဲ့ရက်ကတစ်တော့ဆယ်ဒီအပြုံးကိုဆိုရင်လည်းခင်နာဆိုးနဲ့ကိုအောင်ကိုကိုတို့ကကြိုက်လို့ရွေးခဲ့တာမဟုတ်ပါဘူးအပြုံးပြိုင်ခင်ကလေးကအပြုံးလာရင်ရွေးပေးပါလို့ပိုင်ရှင်ကိုတိုင်ကပြောထားခဲ့တာပါ တကယ်လို့ခင်နာဆိုးတို့ကမရွေးဘူးဆိုရင်ပိုင်ရှင်ကပြဿနာချမှာပါဒီလိုအရင်းမရှိတဲ့အတူတူကိုလည်းအတန်းရှင်းရအောင်ရွေးချယ်ခိုင်းတဲ့လိုရတွေကြောင့်တိုင်းတွေစစ်မလို့ဖြစ်တော့တာပါတကယ်ရရှင်းရှိကအတန်းကောင်းတဲ့အတူကိုပြိုင်ပွဲမှာရွေးဖို့အခွင့်အရေးမရှိဘဲပိုင်ရှင်ခိုင်းတာကိုတော့ ုံနေရတာကိုဆိုတော်ကြီးတွေကလက်မခံနိုင်ကြပါဘူး။အကြမ်းမို့ရှေ့အစည်းအဝေးမှာတော့ကဆိုမိခလာက ပွဲတော်ပွဲမှာနှုတ်ထွက်လိုက်တာပါ။ဒါအပြင် ရေပကာဝင်းတို့ကလည်းဒီလိုနဲ့ရှေ့မဆက်ရှင်လို့နှုတ်ထွက်လိုက်ကြတာပါ။မြန်မာသားဘက်ကသူတို့ပြိုင်ပွဲကိုလူတွေပွဲဖြစ်ကကြည့်စေချင်တာမို့ပွဲတွေတမင်ဖန်တီးတာလည်းရှိနေတာပါ။တတော်မှာဆိုရှယ်မီဒီယာမှာပွဲဆူနေတဲ့မြကြီးနားပြိုင်ပွဲဝင်ကိစ္စမှာဆိုရင်လည်းခင်နာဆိုးကိုတာ လူတွေဝိုင်းပြီးတော့ဝေဖန်အားတမင်လုပ်ခဲ့တာပါတကယ်ဆိုရင်အဆိုပါပြိုင်ပွဲဝင်ကအတန်ကောင်းမနေခဲ့ပါဘူးဒါကိုကိုအောင်ကိုကိုနဲ့အခင်နာဆိုးကပြောခဲ့တာပါရှိမမြန်မာတရှင်းဆိုပြီးအတန်မကောင်းလို့အင်္ဂလိပ်တရှင်းပေးဆိုလဲမကောင်းတာကြောင့်နောက်တစ်ဆက်မခေါ်ခဲ့ပါဘူးဒါကိုပြိုင်ပွဲဝင်ဘက်ကမကျေနပ်လို့တုံ့ပြန်ခဲ့ပါတယ်အဆိုပါဗီဒီယိုကိုလိုင်းပေါ်တင်တဲ့အချိန်မှာအပြည့်အစုံမတင်ပေအခင်နာဆိုးမကောင်းတယ်လို့လည်းအလုပ်တင်ခဲ့တာပါ မတင်ခင်ကလေးကအခင်နာဆိုးကသူ့ကိုမထိခိုက်အောင်တင်ပေးဖို့တောင်းဆိုခဲ့တာပါဒီလိုပွဲချာခံရတာတွေကိုစိတ်ကုံလို့ခင်နာဆိုးကနှုတ်ထွက်လိုက်ပြီးဖြစ်ပါတယ်ဒါအပြင်မြမသားပြိုင်ပွဲကအတိုင်းတွေကိုပေးတဲ့အမှုပညာကြီးလဲနဲတလို့ခိုင်းကျင်တလို့ခိုင်းက professional မကြဘူးလို့လည်းဖွင့်ဟလာခဲ့ပါတယ်ခင်နာဆိုးချခံရတာအလုံးကိုလူသိရှင်ကြောင်းဖွင့်ချခဲ့တယ်လို့မြမသားပိုင်ရှင်ရဲ့ဂရီမီတီတာတွေနဲ့ အဆိုပါပြိုင်ပွဲဝင်မှဝင်ပြိုင်တဲ့ပြိုင်ပွဲဝင်တချို့ကလည်းအမှန်ကန်ကြောင်းထောက်ခံနေပါဗျ။ဗိတ်တကြီးရောခင်နာဆိုပြောတာကိုအမှန်လို့ထင်လားဆိုတာပြောပြခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။